မြန်မာနိုင်ငံမှာဘာသာတရားတွေကြားငိမ့်ချိုင်းရဲ့အချောင်းပြောကြပြီဆိုရင်ဗောလေခရစ်ယာန်နဲ့ဗုဒ္ဓဘာသာကြားကနက်နက်ဆိုင်ဆိုင်အမိတွယ်နေတဲ့အယူဆကွဲပြားမှုတွေကအမြဲတမ်းရှေ့တန်းရောက်လာတတ်ပါတယ်ဒီကွဲပြားမှုတွေကငိမ့်ချိုင်းအထက်ဘယ်လိုမျိုးတားမြစ်ကြောက်တုံးကြီးဖြစ်နေရတာလဲပြီးတော့အပြန်လန်နောက်လည်မှုတိဆောက်မှုတကယ်ဖြစ်နိုင်တဲ့နည်းလမ်းတွေရှိရရှိလားဒါကပဲအထူးလေ့လာကြည့်ကြရအောင်ပါကဲအရင်ဆုံးလက်တွေ့ချင်တွေကိုတစ်ချက်ကြည့်လိုက်အောင်ဒါကိုကြည့်လိုက်တာနဲ့ရှင်းရှင်းလင်းလင်းမြင်လိုက်တာကတော့မြန်မာနိုင်ငံဟာဗုဒ္ဓဘာသာရဲ့အမနာဆိုကြီးဆိုတဲ့နိုင်ငံတစ်ခုဆိုတာပါပဲ ။ဒီချက်ကြောင့်ပဲဘာသာနှစ်ခုကြားကနားလည်မှုတိဆောက်ရေးဟာဘလောက်တောင်အရေးကြီးပြီးထိမ့်မွေးတယ်ဆိုတာကိုပို့ပြီးတော့မြေမုံထိုးပြနိုင်ဖို့ဖြစ်နေပါပဲ။ပြဒနာရဲ့အဓိကအချက်ကိုဒီစကလုံးလေးကဖော်ပြနေတယ်လို့ပါပဲ။ဘာသာရေးလူနည်းစုဖြစ်တဲ့ခရစ်ယာန်ဘာသာရဲ့အနောက်တိုင်းဆန်တဲ့ယူအာစာတွေကနေပေါက်ဖွာလာတယ်လို့ယူဆရတဲ့ငါသားလျင်တာလုံမြင့်မြတ်တယ်ဆိုတဲ့သဘောထားမျိုးကလူမှုရေးနဲ့ဘာသာရေးအရာကြီးမားတဲ့အတားအဆီတစ်ခုဖြစ်လာပြီးငင်းချမ်းရဲ့အတွက်တားမြစ်ကြောက်တုံးတစ်ခုလိုဖြစ်စေခဲ့တယ်လို့တုံ့တက်ကြပါတယ်။ ဒီတော့ပထမဆုံးအနေနဲ့ပြဿနာရဲ့အရင်းအမြစ်ကိုနည်းနည်းလေးတူးဆော်ကြည့်ကြအောင်ပါဒီပြဋိပက္ခကလူမှုရေးပေါ်ရမှာပဲရှိနေတာမဟုတ်ဘူးဗျာတကယ်တကယ်ကဘာသာရေးအယူအဆပိုင်းဆိုင်ရာအလွာနတ်ထဲမှာအမြင့်တွင်နေတာအထူးသဖြင့်အနောက်တိုင်းခရစ်စတန်ယူဝါဒကနေလာတဲ့အကျဉ်မဲ့ဖျားတခင်ဆိုတဲ့အယူအဆဟာဗုဒ္ဓဘာသာလူဖွဲ့စည်းရဲ့အတွေးခေါ်နဲ့ပလိုရီပွတ်တိုက်မှုတွေဖြစ်စေတယ်လဲဆိုတာကိုလေ့လာကြည့်ရမှာပါဒီရှုပ်တွေးရဲ့ပြဿနာကိုရှင်းရှင်းလင်းလင်းမြင်တွားအောင်ကူညီပေးမယ့်အရင်အရေးပါတဲ့လိုင်းညွန့်ချက်တစ်ခုရှိပါတယ် အဲ့ဒါကတော့လူပုဂ္ဂိုလ်ဘာသာရေးပညာရှင်တူဦးထက်တဲ့ဥခင်မောင်နှင်းရဲ့ဥပမာတစ်ခုပါပဲသူကဒီပြဿနာရဲ့အရင်းအမြစ်ကိုထိထိမိမိထောက်ပြနိုင်ခဲ့တဲ့အလွန်အားကောင်းတဲ့ပုံစံတစ်ခုကိုချပြခဲ့ပြီးဒါကပဲကျွန်တော်တို့ရှေ့ဆက်သွားမယ့်လမ်းကြောင်းအတွက်အဓိကတော့ချက်ဖြစ်လာတော့မှာပါဒါတော့ဥခင်မောင်တန်ရဲ့အလွန်အရေးပဲရှိတဲ့ဥပမာပါပဲသူဆိုလိုချင်တာကရှင်းရှင်းလေးပါ ခရစ်ယာန်ဘာသာရဲ့အပြင်ပိုင်းယဉ်ကျေးမှုပုံစံတွေဖြစ်တဲ့ဓမ္မသင်းတွေဒလိထုံးစံတွေဝတ်စားဆင်ရင်မှုတွေကပူလင်းနေတူတယ်။ဒါတွေကတကယ်ပြဿနာမဟုတ်ဘူးတဲ့။တကယ်ပြဿနာကအတွင်းကဝိုင်းပြောရရင်အဓိကကျတဲ့ဘာသာရဲ့ user တွေကမှပဋိပက္ခရဲ့အရင်ခံဖြစ်တယ်လို့ဆိုလိုတာပါ။ဒီဥပမာကိုပူပြီးရှင်းတော့အောင်ခွဲချင်းစိတ်ဖျားကြည့်ကြည့်အောင်။ပူလင်းဆိုတာကတော့အပေါ်ယံယဉ်ကျေးမှုပုံစံတွေပေါ့။ဓမ္မသင်းတွေဒလိတွေလို့မျိုးပေါ့။ဒါတွေကလက်ခံရလွယ်ပါတယ်။ဒါပေမဲ့ဝိုင်းလို့ခေါ်တဲ့ဖျားလက်ချင်းရဲ့တပါဝါ ခရစ်တော်ဆိုတာဘသူလဲလူသားဆိုတာပါလဲကယ်တင်ခြင်းဆိုတာဘလို့ရလဲဆိုတဲ့အခြေခံကြတဲ့အယူဆတွေကတော့နားလည်မှုလွယ်မှားတဲ့အခါပွတ်တိုက်မှုတွေရဲ့ဗဟုတ်ချက်မှဖြစ်လာတော့တာပါပဲကဲပြဿနာကိုဒီလောက်ရှင်းရှင်းလင်းလင်းမြင်လာပြီဆိုတော့ဖြည့်ရှင်းဖို့လမ်းစာကဘယ်မှာရှိမလဲအဖြေကတော့ဘာသာတစ်ခုကြားမှာဘုံနားလည်နိုင်မဲ့ဘာသာစကားတစ်ခုကိုရှာဖွေရတဲ့စပါတယ်ဒီနေရာမှာပဲအန်အောစီယာကောတောင်တူညီနေတဲ့ယူဆတစ်ခုကိုတွေ့ရတယ်အဲ့ဒါကတော့ခရစ်ယာန်ဘာသာရဲ့ logos နဲ့ဗုဒ္ဓဘာသာရဲ့ဓမ္မပါပဲ ဒီနှစ်ခုကိုနိုင်ရှင်လင်းလာခြင်းနဲ့နားလည်မှုတနာကိုစတင်တိဆောက်ကြည့်မှာပါ။ Korean ဘာသာမှာ logo ဆိုတာအတော်လေးနနေတဲ့အယူဆတစ်ခုပါ။ဒါယေရှုခရစ်တော်ဆိုတဲ့လူပုဂ္ဂိုလ်တဦးအဖြစ်မပေါ်ခင်ကတည်းကတည်ရှိနေတဲ့ထာဝရနှုတ်ကပတော်ဓမ္မတရားဒါမှမဟုတ်လောကကိုအလင်းပေးတဲ့မြင့်မြတ်တဲ့အကြောင်းတရားတစ်ခုကိုဆိုလိုတာပါ။အဲ့ဒီလိုပဲဘုဒ္ဓဘာသာမှာလည်းဓမ္မဆိုတာဂေါတမဘုဒ္ဓပွင့်တော်မမူခင်ကတည်းကတည်ရှိနေပြီးသားဖြစ်တဲ့ထာဝရတရားတော်ဓမ္မတရား ဓမ္မဘောစစ်ကြောလာတစ်ခုလုံးကိုလွှမ်းခြုံထားတဲ့နေမတရားကြီးကိုယဉ်ညွန်းပါတယ်။ဒါဟာလွတ်မြောက်ရေးအတွက်လမ်းပြတစ်ခုပေါ့။ဒီအချက်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ Logos နဲ့ဓမ္မနှစ်ခုစလုံးကိုယဉ်ကြည့်တဲ့အခါသူတို့နှစ်ခုလုံးဟာလူသားတွေကိုလမ်းပြပေးတဲ့ထာဝရတည်ရှိနေတဲ့သူ့အလိုလိုတည်ရှိနေတဲ့မြင့်မြတ်တဲ့တမန်တရားတွေဖြစ်သူညီစွာပေါ်ပြဖန်ထားတာကိုတွေ့ရတယ်။ဒါဟာဘာသာနှစ်ခုကြားမှာတကယ်ခိုင်မာတဲ့ပုံနာလေးကိုခြေခံတကူဖြစ်လာနေပါတယ်။ ီအချက်ကိုပိုပြီးခိုင်မာသွားစေတာကတော့ယေရှုခရစ်တော်ရဲ့မိမချက်ပါပဲ။သူ့ရဲ့စကားတော့တနည်းအားဖြင့်သူ့ရဲ့ logos ဟာလောကကြီးပြတ်သွားရင်တောင်မှသာဝရဒီမြဲနေမယ်လို့ဆိုထားတာကဒီယူဆရဲ့သာဝရသဘောကိုတည်တည်ပြနေတာပါ။အဲ့ဒီနောက်မှာပဲချက်ချင်းဆိုလိုမြတ်စွာဘုရားရဲ့ပြိဏိပန်စံခန်ဒီမိမချက်ကိုကြည်လိုက်ပါအောင်။သူ့ကိုယ်တိုင်ထက်သူဟောကြားခဲ့တဲ့ဓမ္မတရားတော်ကိုသာဆရာအထက်မှတ်ယူကိုးကွယ်ရကြဖို့မိမခဲ့တာ။ ဘာသာရေးခေါင်းဆောင်ကြီးနဦးစလုံးဟာသူတို့ရဲ့ပုဂ္ဂိုလ်ရေးထက်သူတို့ယူဆောင်လာတဲ့ထာဝရတရားတော်ကိုပဲရှေ့တန်းတင်ခဲကြတာဟာတကယ်ကိုထူးခြားတဲ့ဆက်ဆက်မှုတစ်ခုပဲဖြစ်ပါတယ်။ဒီလို logos နဲ့ဓမ္မအကြားမှာခိုင်မာတဲ့တရားတစ်ခုတိဆောက်ပြီးပြီဆိုရင်တော့ဒီတရားပေါ်ကနေဖြတ်ပြီးတခြားနတ်နဲ့လည်းဘာသာရေးအယူအဆတွေခက်တဲ့ဖျားသခင်ရဲ့တဘာဝနဲ့လူသားရဲ့ခြေနေကိုဘလို့ပြန်ပြီးရှုမြင်သုံးသပ်နိုင်မလဲဒီတရားကတခြားအငင်းပွားဖွယ်ရအကြံအရာတွေကိုဖြည့်ရှင်းဖို့ဘလို့အထောက်အကူပြုနိုင်မလဲအချို့တာက တကယ်ကိုစိတ်ဝင်စားစေပါပဲ။ဥပမာအနေနဲ့ပေါ့ခရစ်ယာန်ဘာသာကဘုရားသခင်ကိုဖန်ဆင်းရှင်ပြီးရင်အဘဆိုတဲ့အချွင်းမဲ့ပုဂ္ဂိုလ်တဦးဖြစ်ပဲရှုမြင်ရနဲ့။တမန်ကျမ်းစာထဲမှာပဲပါတဲ့ငါဖြစ်သည့်အတိုင်းငါဖြစ်ဆိုတဲ့အစိုးလိုမျိုးဘုရားဘာသာရဲ့အယူဆနဲ့ပုံပြီးနီးစပ်တဲ့မမွေးဖွားသောမဖြူလို့အပ်သောအန်ဒီမအမှန်တရားအဖြစ်ပြောင်းလဲရှုမြင်ကြည့်လို့ရနိုင်ပါတယ်။နောက်တစ်ခုကအပြစ်ဆိုတဲ့အယူဆပေါ့။ ါကဘုရားတခင်ကိုတမင်တကာမနာခံခြင်းဆိုတဲ့အမြင်တစ်ခုတည်းကနေကြည့်မယ်စာအမှန်တရားဖို့မတိမြင်တဲ့အဝိဇ္ဇာဒါမှမဟုတ်မတိနားမလည်မှုကြောင့်ဖြစ်ပေါ်လာတဲ့အခြေအနေလို့ပြန်ပြီးအတိတ်ပဲဖွင့်ကြည့်လိုက်ရင်ကောအဲ့ဒီခါမှာဘောလဘတာကဒုက္ခအလုံးရဲ့အရင်မြစ်လို့ဆိုတဲ့အဝိဇ္ဇာတနာဆိုတဲ့အယောစားနဲ့အတော်လေးနီးစားသွားတာကိုတွေ့ရပါလိမ့်မယ်ဒီလိုအပြန်အလှန်နားလည်မှုတွေတဖြည်းဖြည်းတိုးပွားလာတဲ့အခါမှာဦးခင်မောင်တင်ကအလုံးကိုစိတ်ဝင်စားစရာကောင်းပြီးစဉ်းစားစရာမေးခွန်းတစ်ခုကိုမေးလာပါတယ်အဲ့ဒါကတော့ လူတယောက်ဟာဘာသာနှစ်ခုကိုတစ်ဖြိုင်တည်းတက်ဝင်ယုံကြည်နိုင်သလားဆိုတဲ့မေးခွန်းပါပဲ။ဒါဟာနှစ်ဖက်စလုံးဇူးကဲဟာရီကိတ်ဆိုတဲ့အယူဆသစ်တစ်ခုကိုမွေးဖွားပေးခဲ့ပါတယ်။ ကဲဒီလေးလာထုံတက်မှုတွေအားလုံးကဘယ်ကိုဥတည်နေတာလဲအဆုံးဆုံးမှာတော့ဒါတွေဟာတဘောတရားတက်တက်ဆွေးနွေးနေတာဥဟုတ်ပါဘူးလက်တွေ့ကဘာမှာဘာသာတရားတွေအတူတကွငင်းချမ်းစာရှင်တွဲနေထိုင်နိုင်မဲ့လမ်းကြောင်းတက်တခုကိုဖော်ဆောင်ဖို့ပါအဲ့ဒီလမ်းကြောင်းဟာတဦးနဲ့တဦးဖယ်ချင်းချင်းကနေအပြန်လန်ကျွဲဝအစီချင်းစီကိုဥတည်တယ်ဒီလမ်းကြောင်းကိုရှောက်လန်းနိုင်ဖို့ဆိုရင်အထူးကကြတဲ့စိတ်နေစိတ်ထားပြောင်းလဲမှုကြီးတစ်ခုလိုလာပါတယ်အဲ့ဒါကတော့ ငါဘာသာတစ်ခုတည်းကသာအမှန်ဆိုလက်တစ်ခုမဟုတ်ရင်တစ်ခု တွေးခေါ်ပုံမျိုးကနေငါဘာသာဟာအမှန်တရားစီကိုသွားတဲ့လမ်းကြောင်းတွေတည်းကတစ်ခုဖြစ်တယ်ဆိုတဲ့နှမျိုးလုံးဖြစ်နိုင်တဲ့တွေးခေါ်ပုံစံကိုပြောင်းလဲဖို့ပါပဲဘာသာရေးပညာရှင် Hans Kuhn ရဲ့ဒီစကားကဒီကိစ္စရဲ့အရေးပါမှုကိုကပ္ပအဆင့်အထိမြင့်တင်ပေးလိုက်သလိုပါပဲဘာသာတရားတွေကြားငင်းချင်ရေးမရှိရင်ကပ္ပငင်းချင်ရေးဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဒီလောက်အထိလေးနဲ့ပါလေ ဒီနေရာမှာအရန်အရေးကြီးတဲ့အချက်တစ်ခုကိုတတိပြုဖို့လိုပါတယ်။ဒီလိုဆွေးနွေးမှုလေးရဲ့တကယ်ရည်ရွယ်ချက်ကဘာလဲ။ဘာမဟုတ်ဘူးလဲဆိုတာကိုပေါ့။ဒါဟာတစ်ဖက်ကိုပါတာပြောင်းဖို့မဟုတ်ဘူး။ဘာလို့မှန်တယ်ဆိုတာအနိုင်ယူဖို့လည်းမဟုတ်ပါဘူး။ကိုယ်ယုံကြည်ချက်ကိုအယောပေးဖို့လည်းမဟုတ်ပါဘူး။တကယ်ရည်မှန်းချက်ကအပြန်အလှန်လေးစားမှုနဲ့ညီချမ်းစွာအတူရှင်တွဲနေထိုင်နိုင်ရေးဆိုတဲ့အခြေခံအုတ်မြစ်ကိုတည်ဆောက်ဖို့တတ်တတ်ပါပဲ။ဒီဆန်းဆက်ချက်တစ်ခုလုံးကရနိုင်တဲ့အလွန်လင်းတဲ့အမြင်ကတော့ မတူညီတဲ့ဘာသာတရားတွေဟာအချင်းချင်းယဉ်ပြိုင်နေတဲ့အမှန်တရားတွေမဟုတ်ပဲတူညီတဲ့မူလအမှန်တရားတစ်ခုတည်းကိုပဲမတူညီတဲ့ယဉ်ကျေးမှုမတူညီတဲ့ဘာသာစကားတွေနဲ့တွေ့ကြုံခံစားပုံကွဲပြားနေတာဖြစ်နိုင်တယ်ဆိုတဲ့အမြင်ပါပဲနောက်ဆုံးအနေနဲ့ဒီမေခွန်လေးတစ်ခုနဲ့ပဲအဆုံးသတ်လိုက်ချင်ပါတယ်တကယ်လို့များငင်းချမ်းရရဲ့တကယ်လမ်းဟာအမှန်တရားတစ်ခုတည်းကိုရှာဖွေတွေ့ရှိချင်မဟုတ်ခရင်ကောတခုတည်းတော့အမှန်တရားကိုပဲမတူညီတဲ့ရှုထောင့်အမျိုးမျိုးကနေလေးလေးစားစားနဲ့ရှုမြင်တဲ့ဖို့တင်းယူခြင်းသာဖြစ်နေခဲ့မှာဆိုရင်ကော ဒီကြောင့်ကိုစပီတွေးတော်ကြီးဖို့တိုက်တွန်းရင်းနဲ့ပဲဒီတင်ဆက်မှုကိုနှီးကုန်းချုပ်လိုက်ပါတယ်